ယခုအမေရိကန်ပြည်ထောင်စုနဲ့ရုရှားကြားတိမမှုတိုးပွားလာခြင်းကိုဆက်လက်ကြည့်ရှုကြပါစို့အမေရိကန်ပြည်ထောင်စုဟာရုရှားရဲ့အကြီးဆုံးရင်းနှီးကုမ္ပဏီနှစ်ခုအပေါ်အသည့်ပိတ်ဆို့တံခါးမှုတွေချမှတ်ခဲ့ပါတယ်တုတ်ပြမှုအနေဖြင့်ရုရှားသမ္မတဗလာဒီမာပူတင်ကတော့အနောက်နိုင်ငံတွေရဲ့ဖိအားကိုလက်မခံပါဟုပြောကြားခဲ့ပါတယ်သူကတံခါးမှုတွေကိုမဖော်ရွှေတော့လောက်ရလို့ခေါ်ဆိုခဲ့တော့လဲရုရှားစစ်ပွဲကြီးကိုအလေးနက်စွာတိကမမဟုတ်လို့ ထပ်ပြောခဲ့ပါတယ်ဒါပေမဲ့ဆိုရှယ်မှုအနေငယ်ရှိလာနိုင်တယ်လို့လည်းပြောပါတယ်ဒီနေရာမှာအသေးစံတစုံကြာမရှိပါဘူးဘူတင်ကပြောကြားခဲ့တယ်ဟုတ်ပါတယ်အေးဒန်ကမှုတွေဟာအလေးနက်ပြီးအကျိုးတရားမှုအကျိုးရှိလာမှာဖြစ်တယ်ပဲကျွန်တော်တို့ရဲ့စီးပွားရေးဒုက္ခချမ်းသာမှုကိုတော့များစွာထိခိုက်မှာမဟုတ်ပါဘူးလို့ဘူတင်ကပြောကြားခဲ့ပါတယ်ဘူတင်ကပြစ်ဒဏ်မှုတွေကို ရုရှားကို PRP ရန်စူးစမ်းမှုလို့ဖော်ပြခဲ့ပြီးဂုံတိတ်ခါရှိတဲ့နိုင်ငံတိုင်းဟာ PR အောက်မှာလှုပ်ဆောင်တဲ့မဟုတ်ဘူးဆိုခဲ့ပါတယ်သူကထမှန်ပြီးထမှန်ပြီးတော့ကန်တာချဲတွေကြောင့်ကမ္ဘာရေနံဈေးနှုန်းမြင့်တက်လာနိုင်တယ်လို့တတိပေးခဲ့ပြီးတမရထွန်းဟာသူရဲ့အုတ်ချုပ်ရေအဖွဲ့မြည်သည့်အတွက်အမှန်တကယ်လှုပ်ဆောင်နေတာကို guide site စဉ်းစားသိတယ်လို့ဆိုခဲ့ပါတယ်ပူတင်ကထမှန်ပြီးတော့တတိပေးခဲ့ဒီမှာအမေရိကန်ကယူကရိန်းကို တောမဟော့ခရုစ်ဒုံးကြီးတွေထောက်ပံ့ပါကကီယော့တောင်းဆိုနေတဲ့အရာဖြစ်တဲ့ဆိုပါကရုရှားရဲ့တုတ်ပြန်မှုအလွန်ပြင်းထန်မယ်လို့ဆိုပါတယ်၎င်းဟာပြည်ပကပုံမဆိုပါစရာတုတ်ပြန်မှုဖြစ်တယ်လို့ပူတင်ကပြောကြားခဲ့ပါတယ်ဒါပေမဲ့ဤလက်နက်တွေကိုရုရှားကိုတိုက်ခိုက်ရန်အသုံးပြုပါကကျွန်တော်တို့ရဲ့တုတ်ပြန်မှုအလွန်မင်းပြင်းထန်မှာဖြစ်တယ်အလွန်ကျွန်ဖြစ်နိုင်တယ်၎င်းတို့ကိုစဉ်းစားသင့်တယ်လို့ပြောကြားခဲ့ပါတယ်ပူတင်က ော်စကိုဟာထရန့်အုပ်ချုပ်ရေးနဲ့ဆွေးနွေးမှုကိုဆက်လက်လုပ်ဆောင်မယ်လို့ဆိုခဲ့တော့လဲရုရှားကပြင်ပဖိအားကိုဘရော့မှလက်မခံပါလို့ဆင်းလင်းစွာပြောကြားခဲ့ပါတယ်။သူကထပ်မံပြီးတော့တမနာထွန်းနဲ့စီစဉ်ထားတဲ့အစည်းအဝေးပယ်ဖျက်ခံရခြင်းကိုလည်းမှတ်ချက်ပြုခဲ့ပါတယ်။အမေရိကန်တမနာကအစည်းအဝေးကိုပယ်ဖျက်ရန်ဒါမှမဟုတ်ဆွေးဆိုင်ရန်ဆုံးဖြတ်ခဲ့တယ်။ပုံမဖြစ်နိုင်တော့ဆွေးဆိုင်ခြင်းဖြစ်တယ်။ကျွန်တော်တို့ဘာပြောနိုင်မှာလဲ။ဆွေးနွေးမှုကအမြဲတမ်းရင်ဆိုင်မှုမဟုတ် ဒါမှမဟုတ်စစ်ပွဲတဲ့ပူကောင်းပါလေအဲ့ဒါကြောင့်ကျွန်တော်တို့ဟာဆွေးနွေးမှုဆက်လက်လှုပ်ဆောင်ဖို့အမြဲထောက်ခံပါတယ်ပူတင်ရဲ့မှတ်ချက်တွေဟာထပ်နဲ့ပူတင်တို့လူကိုယ်တိုင်တွတ်ဆုံရန်စီစဉ်ထားမှုရခင်ယခုအပ စောပိုင်းမှာပြက်ပြားသွားပြီးတဲ့နောက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်အမေရိကန်သမ္မတကလက်ရှိရှစ်တန်းများတခြားအဖြစ်ကရဆဲရေးကိုအဆိုပြုခဲ့တော့လည်းပဲရုရှားကထိုအတွေးကိုညှင်းပယ်ခဲ့ပါတယ်သမ္မတထရန်ကအစည်းအဝေးကိုပယ်ဖျက်ခဲ့တယ်လို့အတည်ပြုခဲ့တော့လည်းနောက်ပိုင်းမှာ အင်ဖြူတော်ကလုံးဝဖယ်ရှားပြစ်လိုက်ခြင်းမဟုတ်လို့ပြောကြားခဲ့ပါတယ်။နှစ်ဖက်ခေါင်းဆောင်တွေကတွေ့ဆုံမှုဟာစပွဲပေါ်မှာလုံးဝပြောက်ကွယ်သွားခြင်းမဟုတ်ပါဘူးလို့ပြောခဲ့ပါတယ်။အင်ဖြူတော်ပြောရေးဆိုခွင့်ရှိသူပြောကြားခဲ့တာကတော့ကျွန်တော်တနည်းမှာဖြစ်ပွားနိုင်မယ်လို့မျှော်လင့်နေစေဖြစ်တယ်။ဒါပေမဲ့အဖြူတော်ရလတ်တွေရရှိမှာဖြစ်ပြီးတမနာရဲ့အချိန်ကိုကောင်းစွာသုံးချနိုင်မှာစူပါကတာဖြစ်ပါတယ်။အင်ဖြူတော်မှာတမနာထွန်းက တိုက်ခတ်မှုရဲ့ချက်ချင်းအကျိုးတရားမှုကိုချက်ချင်းမတွေ့ရှိရတဲ့အတွက်ကြောင့်၎င်းတို့ရဲ့အဖြစ်အဝအကျိုးတရားမှုကို6လအတွင်းပုံမရှင်းလင်းလာမှာလို့ပြောကြားခဲ့ပါတယ်။သူကထပ်မံပြောကြားခဲ့တာကတော့တမရပူတင်ယုံကြည်မှုခံစားရတာကိုဝမ်းမြောက်ပါတယ်။ဒါပေမဲ့အရာအလုံးမြို့တို့ဖြစ်ပွားမှာကိုကြည်ကြကြောက်ကြပါစို့။အီဒီမာတမနာထရယာဒူပြန်လည်ရရှိပြီးတဲ့နောက်မော်စကိုအပေါ်ပြောင်းအုံဆုံးပြစ်ဒဏ်မှုတွေဖြစ်ပါတယ်။ ်ရွေချက်ကတော့ယူကရိန်းစစ်ပွဲကိုထောက်ပံ့ပေးနေတဲ့အရေးကြီးရင်းနှံဝင်ငွေတွေကိုဖြတ်တောက်ဖို့အတွက်ဖြစ်တယ်။တိကက်ခင်ရတဲ့ကုမ္ပဏီကု Rose Nest နဲ့ Lucos ဟာရုရှားရဲ့ကုန်ကြမ်းရင်းနှံတင်ပို့မှုရဲ့တဝက်နှီးပါကိုဖြစ်ပါတယ်။တခါမှုတွေကျင်းပပြီးတဲ့နောက်ကမ္ဘာရင်းနှံစင်းလုံးနှီးပါငါးရာခိုင်နှုန်းနှီးပါမြင့်တက်ခဲ့ပါတယ်။ရခိုင်ကရုရှားနိုင်ငံသားယူဂျီတနာကနိုင်ငံဟာပြည် တန်ချမမှုတွေကိုခုခဏရင်ခိုင်မာစွာတိစောက်ထားပြီးသားဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အတိတ်ကန်တာချက်တွေကယူကရိန်းစစ်ပွဲအဆုံးသတ်ရန်တန်တမာရေးတူပတ်မှုတွေကိုထိခိုက်စေနိုင်တယ်လို့သတိပေးခဲ့ပါတယ်။အခြားတစ်ဖက်မှာယူကရိန်းကအမေရိကန်ပြစ်ဒဏ်မှုတွေကို ကြိုးဆိုခဲ့ပါတယ်။တမရဗီလိုဒီမာဇီလန်စကီကတမရထရန့်ကိုကျေးဇူးတင်ခဲ့ပြီးအီလုရကိုအားကောင်းပြီးပြင်မထားတဲ့ဆုံးဖြတ်ချက်လို့ခေါ်ဆိုခဲ့ပါတယ်။ ီပြစ်ဒဏ်မှုအထုပ်အသစ်ဟာကျွန်တော်တို့အတွက်အလုံးရေးကြည့်ပါတယ်ကျွန်တော်တို့စောင့်ဆိုင်ခဲ့ရပါတယ်ဖျားသိမ်းကောင်းကြည့်ပေးပါစေ၎င်းအလုပ်ဖြစ်ဖြစ်မြောက်မှာပါလို့ပြောလင်းပါတယ်ဇလန်စကီးကပြောကြားခဲ့ပါတယ်သူကထမှန်၍ဥရောပသမဂ္ဂကိုနောက်ထပ်နှစ်နှစ်အတွင်းယူကရိန်းအတွက်အသစ်ရန်ပုံငွေပေးရန်စီစဉ်နေခြင်းကိုချီးကျူးခဲ့ပါတယ်ပြနေခြင်းနေဖြင့်အေးခဲထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကိုလည်းအသုံးပြုနိုင်ပါတယ်။တချိန်တည်းမှာနေတိုးနိုင်ငံများစွာမှာ ရုရှား drone လှုပ်ရှားမှုအစီအစဉ်ခန်းစာတွေနဲ့ရုရှားနဲ့နစ်တိုးကြားတင်းမာမှု မြင့်တက်လာခြင်းကြောင့်မော်စကိုကနျူကလ িয়ার ပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနကတင်းမာမှုထပ်မံမြင့်တက်လာနိုင်သည်ဟုဆိုခဲ့ပြီးအထူးသဖြင့်ပိုလန်ကဲ့သို့နစ်တိုးအဖွဲ့ဝင်အချို့က၎င်းတို့နယ်မြေတွင်နျူကလ িয়ার လက်နက်ချထားရေကန်သာချက်တွေကိုဖယ်ရှားလိုတယ်လို့ပြောပါတယ်။လက်ရှိမှာအသည့်တန်ခါမှုတွေကမေကန်နဲ့ရုရှားကြားစီဝါကြီးနဲ့တန်တမာကြီးတင်းမာမှုမျိုးစလုံးကိုပုံမှန်နှက်ဆိုင်စေခဲ့ပါတယ်။ ရင်းနှီးစိလို့မြစ်တက်လာခြင်းကပအမြင်များကွဲလွဲလာခြင်းနဲ့ဆွေးနွေးမှုတွေရဆိုင်ထားခြင်းတို့နဲ့အတူအီဒန်ခတ်မှုများရုရှားကိုဆွေးနွေးရေးပုံမနိကလာစီမလာဒါမှမဟုတ်ပုံမဝေးကွာစီမလာဆိုတာမရှင်းလင်းသေးပါဘူး